ဒါကျွန်တော်တို့ဒါ project ပြီးရင် project ပြီးရင် project ကြီးပြီးသွားလို့ရှိရင်မြင်ရမယ့်ပုံဖြစ်ပါတယ်ရှင်ဒီပြီးရင်မြင်ရမယ့်ပုံဖြစ်ပါတယ်အဲကျွန်တော် laser pointer နဲ့ထောင်းရင်ဒါတော့ကျွန်တော်တို့ဒီကဘာအေးဖျားလန်းကနေပြီးတော့မှမြင်ရတဲ့ view ဖြစ်ပါတယ်ဒါကဘာအေးဖျားလန်းနဲ့ဆရာဆန်လန်းတောင်မှာလမ်းတောင်ကနေမြင်ရတဲ့ပုံဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကတော့ဒါပေါ့နော်ဒီဟာကကြာတော့ကျမတို့ဆရာဆန်လမ်းဘက်ကနေကြည့်မြင်ရမယ့်ပုံဖြစ်ပါတယ်ရှင် အဲနောက်တစ်ခုကကျွန်တော်တို့ project စတော့မှရင် ပြည်သူလူထုအတန်ကျွန်တော်တို့နားထောင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲဒီလိုအထက်မြင့်ကြီးစောက်တာပေါ့နော်အမအဲ့နားမှာဟိုကားဝင်ကားထွက်အလုတ်တဲ့အချိန်မှာကားဝင်ကားဝင်ကားထွက်လုံမဲ့အချိန်မှာအကအိုးပါပေါ့နော်ဒီကားများပိတ်မလားဆိုတဲ့ဟာကျွန်တော်တို့ traffic analysis လုပ်ပါတယ်ရှင်ဒါပညာရှင်တွေနဲ့ကျွန်တော်တို့အတ်တာဖြစ်ပါတယ်ဆိုလို့ရှိရင်ကျွန်တော်ရှင်းပြနေတာဒါလေးကကျွန်တော်တို့ project ဖြစ်တယ် ဲဒါလေးကကြတော့ဒါဒါကဘာအေးဖျားလမ်းပေါ့နော်ပြီးရင်ဒီဘက်ကကြဆရာဆန်လမ်းဘက်သွားတာပေါ့ရှင်ဆရာဆန်လမ်းဘက်သွားတော့ကျမတို့က open concept ပါရှင်ဒါကြီးကဒါလေးကကျမတို့ကဟိုကလုံမှာပါရှင်ငကိုရှိပြီးသားဒီနားလေးကရှိပြီးသားဟိုလူသွားလမ်းဖြစ်ပါတယ်လူသွားလမ်း platform ဖြစ်ပါတယ်အဲ့မှာကျမတို့ကအကျမတို့ရှိတဲ့ area လေးမှာကျမတို့ရှိတဲ့ area လေးမှာကျမတို့ရဲ့ပိုင်တဲ့ area လေးမှာအကျမတို့ဘာလုပ်မလဲဆိုတော့ open concept နဲ့ပေါ့နော်ဒီဒီ ကဘာအေးဖျားလန်းနဲ့ကျမတို့ဒီကွန်ဒိုရဲ့ဝင်းနဲ့ဆက်နေတာဝင်းမခတ်ပါအောင်ရှင်ဝင်းမခတ်ပဲနဲ့ကျမတို့ open concept နဲ့သွားမှာဖြစ်ပါတယ်ဆိုလို့ရှိရင်ဒီကွန်ဒိုရဲ့ဝင်းမဲ့ကားတွေကလည်းကဘာအေးစီဒီလန်းကနေမျောပြီးဝင်มาဖြစ်ပါရှင်ပြီးလို့ရှိရင်လည်းဒီအထက်ထဲမှာကျမတို့ကားပါကင်အခြေအေးရှိပါတယ်ဟိုလေးတက်ကားပါကင်တော့မင်းကြီးမြေအောက်မှာလေးတက်မြေပေါ်မှာလေးတက်ရှိပါရှင်ကားပါကင်၈ထပ်ရှိပါတယ်ပြီးလို့ရှိရင်ပြန်ထွက်လို့ရှိရင်လည်းဒီဒီကဘာအေးပြားလန်းကနေ မဟုတ်ဘဲနဲ့ဒီဆရာဆန်လမ်းဘက်ကိုမျောပြီးကျမတို့ထွက်လို့ရပါတယ်ရှင်။တကယ်သွားနေတဲ့ဒီပြည်သူလူထုသွားနေတဲ့လမ်းကိုကျမတို့ဟိုတိတ်ချစဉ်းစားပြီးတော့မှဆောင်ရွက်ခဲ့ကြအောင်ကျမဟိုပြောချင်တာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့ဒါပါရှင်။ဒါကတော့ဒါဟိုဒီပြီးသွားရင် ဖြစ်မဲ့ပုံပေါ့နော်။အာဒီဒီကတ်တရားလမ်းလေးဒီဒါကဘာအေးစီဒီလမ်းဖြစ်ပါတယ်ရှင်။ ဒါကျွန်တော်တို့ရဲ့ဝင်ဖြစ်ပါတယ်ကျွန်တော်တို့ဒီလို open concept နဲ့ open concept နဲ့ကျွန်တော်တို့သွားမှာကားတွေလည်းမျောဝင်မယ်မျောထွက်မယ်ပေါ့နော်ဘယ်သူ့ဘာမှအနောက်ရှက်မဖြစ်အောင်အဲကျွန်တော်တို့စဉ်းစားပြီးတော့မှဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ကျွန်တော်တို့ကျွန်တော်တို့ project မှာအဲကျွန်တော်တို့ project မှာကျွန်တော်တို့နှစ်ပိုင်းပါပါတယ်ရှင်အဲဒီတစ်ပိုင်းဒီအဝါလေးတွေအပိုင်းကကျွန်တော်တို့ control တွေပါ control တဲ့ control ကလည်းအခန်းတိုက်ပေါင်း12ခုရှိပါတယ်ရှင်12ခုရှိပြီးတော့မှဒီအဖြူဘက်ကကြတော့ကျွန်တော်တို့ service apartment လုပ်မှာဖြစ်ပါတယ်ရှင် ဲ့မှာဒီပေချာကြည့်လိုက်လို့ရှိရင်ဒါဒီ lift lobby ဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါဒီ lift lobby ဖြစ်ပါတယ်အဲ့နှစ်ခုဒီကျွန်တော်တို့ကဒီ condo ဘက်ချောင်းကိုအတွက် lift lobby ဖြစ်ပါတယ်ရှင်အဲ့ပြီးလို့ရှိရင် service apartment ပေါ့နော်ဒီအဖြူက service apartment မှာဒါဒီ lift lobby ဖြစ်ပါတယ်အဲ့ lift lobby မှာမှအဲကျမတို့ကဒီဒီဒီဘက်ကဆိုရင် service service lift lobby ဆိုတာကျမတို့ကုန်ပစ္စည်းတွေတဲတဲ့ lift lobby ဖြစ်ပြီးတစ်ဖက်ကတော့လူတွေတွားတဲ့တတ်မှတ်ရှင်းရှင်းနဲ့တွားတဲ့ နေရာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ဒီဒီ facility နှစ်ခုကိုလည်းအဲကျွန်တော်တို့ဒီ service apartment နဲ့ condo area ကိုလည်းကျွန်တော်တို့တိကျခွဲခြားထားတယ်အပြင်အကျင်တော့ဟိုပါပေါ့အဆောက်အဦတစ်ခုလည်းဖြစ်ပေမဲ့ကျွန်တော်တို့တိကျတိကျခွဲခြားပြီးတော့မှဆွဲထားတာဖြစ်ပါတယ်ရှင်အဲဟိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ condo ဘက်မှာတော့ total unit က240ပါပါတယ်140ပါပြီးတော့မှ အဲဟိုအထက်ကတော့ကျွန်တော်တို့မြေပေါ်မှာ28ထပ်နဲ့မြေအောက်မှာ၄ထပ်ဆိုတော့32ထပ်ဖြစ်ပါတယ်ရှင်။နောက်အဲ့ဒါလည်းဟိုရွှေတဘုံဖျားအမြင့်နေပါရင်လည်းတိုင်းပြီးတော့မှအကုန်ကင်းလွတ်တာဖြစ်ပါတယ်။အဲနောက်တစ်ခုကကျွန်မပြောချင်တာဒါခုနလေ28ထပ်တော့နော်မြေပေါ်မှာ28ထပ်မြေအောက်မှာ၄ထပ်ဖြစ်ပါတယ်ရှင်။ပြီးလို့ရှိရင်ဒီ project တကယ်ပြီးသွားလို့ရှိရင်အဲကျွန်တော်တို့က US ဒေါ်လာ185မီလီယံ ဲ US ဒေါ်လာ185တန်ဖိုးကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်အဲကြတော့ဟိုမြန်မာငွေလိုတန်ဖိုးတင်လိုက်ရင်တော့ဘီလီယံ840လောက်ရှိပါတယ်ရှင်ဘီလီယံ840ရှိပါတယ်ဒီနေ့ဟို6000ဈေးနဲ့တွက်ရင်ပေါ့နော်1 US ဒေါ်လာကို6000ဈေးနဲ့တွက်လို့ရှိရင်အဲကျွန်တော်တို့ဘီလီယံ840ဖိုးရှိပါတယ်အဲဆိုလို့ရှိရင်တကယ့်ကိုဟိုဒီ project ပေါ့နော်အဲဆိုလို့ရှိရင်အခုအကြည့်ခု progress ပေါ့နော်ကျွန်တော်တို့ project ကြီးကို uh, project ကြီးကိုကျွန်တော်တို့ဟို completion က85%ရှိပါပြီရှင်ဒီ85%ကိုဘာကြောင့်ဒီလိုပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကရှော့ပြောထားတဲ့ကဏ္ဍမဟုတ်ပါဘူးเนาะအဓိကကျ foundation ကတရားရာခိုင်နှုန်းပြီးပြီး silver skeleton ပေါ့เนาะဒီအလုံးကြီးတစ်လုံးလုံးတရားရာခိုင်နှုန်းပြီးပြီး structure clearance တရားရာခိုင်နှုန်းပြီးပြီး brick and plaster 69ရာခိုင်နှုန်းပြီးပြီးစသဖြင့်ပေါ့เนาะဒီလိုလေးတွေတွက်ပြီးတော့မှ total ပေါ့เนาะဟိုမှာ painting ရှိမယ် tiling and granite ရှိမယ် tea work ပေါ့เนาะဒီဒီ ဒီကြံခင်းနေပေါ့ဒါတွေရှိမယ်ဒါတွေကိုပြီးတဲ့ရာခိုင်နှုန်းတွေအကုန်လုံးပေါင်းလိုက်တော့ MNE ပေါ့ mechanical electrical ဆိုလို့ရှိရင်တဲ့လျှက်စစ်မီဂျိုးတွေ aircon တွေပြီးလို့ရှိရင်ရေတွေရေစိုးတွေစသဖြင့်ပေါ့နော်ဒီ internet line တွေဒါတွေကျွန်တော်တို့ဆောင်ရွက်နေတယ်နောက် glass ပေါ့နော်ဒီဒီမှန်တက်တာတွေမှန်တက်တာဆို80ရာခိုင်နှုန်းပြီးပါပြီနောက်နောက် substation ပေါ့ substation ဆိုတော့အဲ့နားလေးမှာကျွန်တော်တို့ transformer အိမ်လေးမြင်ရပါလိမ့်မယ်အဲ့ဒါလေးကကျွန်တော်တို့က အဲ့ဒါလေးကိုကျွန်တော်တို့ပြီးရင်ဖြတ်မှာဖြစ်ပါတယ်ရှင်ဖြတ်ပြီးလို့ရှိရင်အဲ့ဒါရဲ့အစိပ်ပိုင်းတွေကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပုံချစိမ့်နဲ့ကျွန်တော်တို့ရဲ့ဒီအဆောက်အဦရဲ့အောက်ဆုံးဓာတ်မှာပေါ့နော်မြေကြီးဓာတ်မှာကျွန်တော်တို့ substation ကျွန်တော်တို့ထားပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒါဒီအကုန်လုံးပေါင်းလိုက်လို့ရှိရင်တော့ကျွန်တော်တို့က85ရာခိုင်နှုန်း PC နေပါပြီရှင်ဒါလုံခဲ့တဲ့2လလောက်ကဟိုပါပါအခုဆိုရင်86ရာခိုင်နှုန်းလောက်ပြီးပါပြီရှင်